မင်္ဂလာပါဒုတိယ official channel နဲ့ဒီပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်က guitar core သုံး core ကင်လေးလေးနဲ့ပြီးလို့ရှိရင်449 signature ရဲ့အကြောင်းလေးတွေကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ guitar core သုံး core ဘာ core လဲဆိုတော့ G ရယ် C ရယ် D ရယ်သုံး core ဖြစ်ပါတယ်ခင်ဗျာဒီ core လေးတွေကိုကျွန်တော်ပုံကြည့်တတ်ဖို့ပုံကြည့်တာနဲ့တီးတတ်ဖို့ရန်အတွက်ပြပြပေးသွားမှာဖြစ်ပါတယ် โอเคပထမအောင်ဆုံးဂီတာကောနေမကင်ခင်ဟိုတနေ့ကကျွန်တော်ပြောသွားတာလေးအမှတ်မိတာမသိဘူးเนาะလက်ချောင်းလေးတွေရဲ့နံပါတ်1 2 3 4လက်လက်ညိုးလက်ကလေးလက်သေးချွေလက်တန်း1 2 3 4ဆိုပြီးတော့ရှိတယ်โอเคအဲ့လက်ချောင်းလေးနေကင်တော့ဖြစ်ပါတယ် G မှာကြတော့ကျွန်တော်တို့ကလက်ချောင်း၃ချောင်းနဲ့ကင်မှာဖြစ်ပါတယ်အဲ့လက်ချောင်း၃ချောင်းရဲ့နံပါတ်လေးတွေကတော့ လက်ကလေးလက်တကြွယ်လက်တန်းဖြစ်ပါတယ်လက်ညှိုးနဲ့လက်ညှိုးမပါဘူးပေါ့နော်နံပါတ်1မပါဘူးတူကိုင်းပိုဒီပုံလေးကိုကြည့်ပြပါဒီပုံထဲမှာဆိုလို့ရှိရင်ဇီရိုလေးတွေဘယ်နှလုံးတွေ့ရလဲဇီရိုလေးသုံးလုံးတွေ့ရတယ်ဒီဇီရိုသုံးလုံးကဘာလဲဆိုတဲ့ခါကျတော့ကျိုးနံပါတ်234မှာကျိုးတွေကိုလက်နဲ့မကင်ဘဲနဲ့အလွတ်တီးရမှာဖြစ်ပါတယ်အဲ့ဒီအိပယ်လေးဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးကျွန်တော်တို့ကနှစ်ကွယ်၅ကျိုးနှစ်ကွယ်၅ကျိုးဆိုပေနေရလဲဆိုတော့1 2ဒုတိယကွယ်၅ကျိုးဆိုတော့အပေါ်ကနေကြည့်လို့ရှိရင်6 5 ငါးကျိုးပေါ့နော် organic ရေ1 2 3 4ဒါငါးကျိုးမှာကျွန်တော်တို့ကလက်ထည့်လေးနဲ့ခိုင်းရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်3ွယ်6ကျိုး3ွယ်6ကျိုးဆိုဒီနေရာလေးဖြစ်ပါတယ်ပေါ်လုံးကျိုးလေးပေါ့နော်အဲ့ဒီနေရာလေးကိုကျွန်တော်တို့ကလက်သကြွယ်နဲ့ခိုင်းရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်အဲ3ွယ်1ကျိုး3ွယ်1ကျိုးဆိုတာအောက်ဆုံးကျိုးလေးပေါ့နော်အဲ့ဒီကျိုးလေးကိုကျွန်တော်တို့ကအဲလက်တန်းလေးနဲ့ခိုင်းရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဘယ်လိုလေးလဲဆိုတော့ဒီလိုလေးပေါ့နော်2ွယ်5ကျိုး လက်ခလဲနဲ့ gain မယ်။3ွယ်6ကျိုးလက်တကျိုးနဲ့ gain မယ်။3ွယ်1ကျိုးလက်တန်းလေးနဲ့ထောက်မှာဖြစ်ပါတယ်။သူ့ရဲ့တန်းလေးကတော့တခြားညင်းပြပြမယ်နော်။အဲ့ဒါလေးဖြစ်ပါတယ်နော်ဒီတစ်ခါကတော့စီကောလေးကိုကြိုင်မှာဖြစ်ပါတယ်စီကောမှာတော့6ကျိုးလုံးတီးရမှာမဟုတ်ပါဘူးသူကတော့9ကျိုးပဲတီးရမှာဖြစ်ပါတယ်ပေါ်ဆုံးကျိုးကိုအမှားကျစ်လေးချစ်ထားတာတွေ့တယ်နော် 6နံပါတ်6ကျိုးလေးဥမာကြည့်ကြည့်ချေချာတာသူကကြတော့အပေါ်ဆုံးကျိုးကိုမတီးရပါဘူးတကယ်လို့တီးမယ်ဆိုရင်အတန်လေးကိုမြုပ်ပြီးတော့မှတီးရမှာဖြစ်ပါတယ်စီကော့မှာဘယ်လိုခြင်ရမလဲဆိုတော့လက်ညိုးလက်ညိုးရဲ့လက်ကလေးရဲ့လက်တကြွေခြင်မယ်နော်ဒီတစ်ခေါက်လက်တန်းမပါဘူးအဲ့လိုလေးခြင်ရမှာဖြစ်ပါတယ်လက်ညိုးလက်ကလေးလက်တကြွေသုံးကော့သုံးချောင်းခြင်ရမယ်လက်ညိုးကကြတော့တိတ်ခွဲနှစ်ကျိုးခြင်မယ်လက်ကလေးကကြတော့နှစ်ခွဲလေးကျိုးခြင်မယ်လက်တကြွေကကြတော့သုံးခွဲ ငါးကြိုးအကင်မှာဖြစ်ပါတယ်အဲ့ဒီမှာလက်မလေးကိုခုနကကြီးမာတော့ကလည်းဒီလိုလေးလက်မလေးထားရမယ်နော်စီမာလည်းလက်မလေးဒီလိုတစ်ထစ်လွတ်နေရမယ်နော်လက်မလေးရဲ့လက်စစ်တစ်စစ်လွတ်နေရပါမယ်ဘာလို့လွတ်ရလဲဆိုတော့ကျွန်တော်တို့ဒီစီမာလက်မလေးကကျွန်တော်တို့အဲ့အပေါ်ဆုံးတံမထွက်အောင်လို့လက်မလေးနဲ့မြုပ်ထားရမှာဖြစ်ပါတယ်ဒါမြုပ်ထားတဲ့တံမှာသူ့ရဲ့ပင်ကိုယ်တံမထွက်တော့ဘူးပေါ့နော် ဲ့လိုလေးဖြစ်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ C မှာ0ဘယ်နှလုံးပါလဲ0နှလုံးပါရယ်เนาะ1 joy ရယ်3 joy ရယ်သူတို့က1 joy နဲ့3 joy ကိုခုနကပြောတဲ့အတိုင်း0နှလုံးဖြစ်တဲ့အတွက်1 joy နဲ့3 joy ကိုအလွတ်ထားရမှာဖြစ်ပါတယ် T တော့ D ရမယ်ဒါပေမဲ့လက်နဲ့မထီရအောင်မထောက်အောင်เนาะလက်ဖမိုးနဲ့လည်းမထောက်ထားရအောင်เนาะလက်ဖမိုးနဲ့လည်းမထီထားရပါဘူးဒီမှာเนาะအဲ့လိုလေးဖြစ်ပါတယ်တိကွယ်နှစ်ကျိုးနှစ်ကွယ် ၄ဂျို၃ကွက်၅ဂျိုဖြစ်ပါတယ်ဂျိုချင်းဆိုသူ့တန်လေးကပြီးတော့၆ဂျိုကိုလက်မလေးနဲ့မြုပ်ထားမယ်နော်โอเคနော်အဲ့တန်လေးဖြစ်ပါတယ်โอเค C ကပြီးသွားပြီဆိုရင်ဒီခေါက်မှာတော့ D ကလေးကိုကိုင်ကိုင်မှာဖြစ်ပါတယ်ဒီကောကတော့ကျွန်တော်တို့လက်ညှိုးရဲ့လက်ခလဲရဲ့လက်တကြွေရဲ့၃၃ချောင်းနဲ့ကိုင်မှာဖြစ်ပါတယ်နော်ဆိုတော့ အာလက်တန်းတော့မတုံးဘူးပေါ့နော်။သူကတော့လက်ညှိုးကတော့နှစ်ကွယ်သုံးကျိုးမှဖြစ်မယ်။လက်ကလေးကိုကြတော့ကျွန်တော်တို့နှစ်ကွယ်တစ်ကျိုးမှဖြစ်မယ်။လက်တကြွယ်ကိုကြတော့သုံးကွယ်နှစ်ကျိုးမှဖြစ်မှာဖြစ်ပါတယ်။သူ့မှာအမချစ်ကလေးကမနှစ်ချစ်ရှိလဲနှစ်ချစ်ရှိရနော်။၅နဲ့6နဲ့ကိုအဲ့တန်းလေးဖြစ်ပါတယ်။တကယ်လို့မမြူကျင်မှုဆိုရင်ကျွန်တော်တို့အတက်နိုင်ဆုံးအောက်ကကျိုးတွေပဲတီးမယ်ပေါ့နော်။သူ့ရဲ့ ေးကျိုးကတော့0လေးပြထားတဲ့အတွက် तू ကတော့အတန်းထွက်လို့ရပါတယ်ဒါပေမဲ့သူ့ကိုဘာနဲ့ဘာလဲနဲ့မှမဖိရပါဘူးဟုတ်ကဲ့သူ့အတန်းလေးကိုရှင်းထားအောင်ကြည့်မယ်နော်အဲ့ဒါလေးဖြစ်ပါတယ်လက်ညိုးလေးကတော့2ကွက်3ညိုးဖိမယ်လက်ခလေက2ကွက်1ညိုးဖိမယ်လက်ရွယ်က3ကွက်1ညိုးဖိမှာဖြစ်ပါတယ်ဒါကိုဒီလို့ခေါ်ပါတယ် လက်မက5ကျိုးနဲ့6ကျိုးနဲ့ကိုမြှုပ်ထားပါမယ်။ဟုတ်ကဲ့မမြှုပ်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော်4ကျိုးကနေစပြီးတော့ပဲဒီပါဖြစ်ပါတယ်။ Okay နော်။ဟုတ်ကဲ့ကျွန်တော်တို့ကော်တုံးကောရဲ့အကြောင်းကိုပြောပြီးသွားပြီဆိုတဲ့ခါကျတော့ဒီတစ်ခါမှာတော့ဖိုးဖိုးတိုင်း signature ရဲ့ David ဖွင့်ဆိုချက်လေးကိုရှင်းပြသွားမှာဖြစ်ပါတယ်။ဖိုးဖိုးတိုင်းကို4မြင်းဆောင်4ဒါမှမဟုတ်454လို့ရေးလို့ရပါတယ်။အပေါ်က4ရဲ့အဓိပ္ပာယ်ကတော့ဘာလဲဆိုတော့ရိုက်ချက် B ဖြစ်ပါတယ်။ရိုက်ချက် 1 2 3 4ဆိုတဲ့ဆိုတော့သူက၄ချက်ရရမှာဖြစ်ပါတယ်။ဘယ်မှာရရမှာလဲဆိုတော့အုပ်စုတစုအတွင်းမှာ၄ခါရရမှာဖြစ်ပါတယ်။အုပ်စုဆိုတာဘာလဲဆိုတော့ဘာကိုပြောတာဖြစ်ပါတယ်။တပါးအတွင်းမှာ၄ခါရရမယ်။1 2 3 4။ကျွန်တော်တခြင်းလေးတစ်ပုဒ်နဲ့ပြောပြပါမယ်။ကျွန်တော်ငယ်ငယ်ကတခြင်းလေးပေါ့နော်။ရောင်စုံဘောလုံး1 2 3 4ငါပြ1 2 3 4โอเคเนาะတော့ပေါ့ပြီးထင်ပါတယ်။ဟောက်က4ကတော့ဗာလဲဆိုတော့သူကတော့မိတ်ဆွေတို့အနေနဲ့ music theory ကိုတည်ထားပါရမှာဖြစ်ပါတယ်4ဆိုတာ music theory မှာ quarter note ကိုပြောခြင်းဖြစ်ပါတယ်ဆိုကြပါစို့လာရို့ကြည့်လိုက်မယ်ဆိုကျွန်တော်တို့တစ်လုံးလုံးအပြည့်ဆိုလို့ရှိရင် music theory music သင်ကြတာအနေနဲ့ဆိုတော့ whole note လို့ခေါ်ပါတယ်အဲလာကိုတဝက်ဝက်လိုက်မယ်ပေါ်တစ်ပိုင်းအောက်တစ်ပိုင်းအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က half note နှလုံးလို့ခေါ်တာပေါ့နော် half note ပေါ်တစ်လုံးအောက်တစ်လုံးဖြစ်သွားမယ်ဟုတ်ပြီ half note နှလုံးကိုထပ်ပြီးတော့တဝက်ထပ်ဝက်လိုက်မယ်ဆိုရင် quarter note ၄လုံးဖြစ်သွားမယ်။ quarter note ၄လုံး1 2 3 4 အဲ့ဒီပဲကိုပြောခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့အခုလောလောဆယ်မိတ်ဆွေတို့အနေနဲ့အောက်က4ရဲ့ဒီပဲမသိသေးဘူးဆိုရင်တော့မအပေါ်က4ရဲ့ဒီပဲတပားမှာ၄ချက်၄ပြီရိုက်ချက်၄ချက်1 2 3 4ော၄ချက် ကိုတည်ထားပြီဆိုရင်လုံလောက်ပါတယ်ကဲနောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်เนาะကျွန်တော်ဗီဒီယိုလေးရမိတ်ဆွေအတွက်ကျိုးတုံပြဖြစ်ခဲ့ရဆိုရင် like and subscribe လေးလုပ်တော့ပြပါအောင်ခင်ဗျာနောက်ဗီဒီယိုမှာဆိုရင်တော့ကျွန်တော်က Redentini ခြေခံလေးခြေခံလေးတွေကိုစပြီးတော့ပြေးတော့မှာပဲဖြစ်ပါတယ် thank you ပါ